တချို့သောတေးသွားတွေကတန်ရာတန်ချက်တွေတိတ်များတယ်။ဘဝကအန်စာခောက်သမျှကိုကငြိမ်ဝတ်ပြရတာမျိုးပေါ့။အဲ့ဒီတေးသွားတွေထွန်းတောက်မဲ့အချိန်ဟာတိတ်ကြောက်ဖို့ကောင်းပါရဲ့။လောကတော်နားကိုပိန်ပြီးစုံစုံမြုပ်သွားခဲ့ရတာမျိုး။အားလုံးပဲမင်္ဂလာပါ Ticket Streaming Channel အစီအစီအနေပြန်လည်ကြိုဆိုလိုက်ပါရဗျကျွန်တော်တော့မျောဖက်တာကြာပြီဖြစ်တဲ့ဇကန်းပဲဖြစ်ပါတယ်လောင်းနိုင်လို့စီပါနော် အခုတစ်ခေါက်ကျွန်တော်ရော့ဖက်ပြဖို့ရွေးထားတဲ့အစာအုပ်လေးကတော့တိုးဆောင်ရေးသားထားတဲ့ reverse story ဆိုတဲ့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုရွေးထားပါတယ်။နားဆင်ပေးခဲ့ကြပါအောင်နော်။ကလဲစားချေတော်ရုပ်ရှင်တက်ရှိတို့သည်ခက်ပြိုင်စိန်ခေါ်မှုများကိုတောင်းလန်ယုံကန်ရင်းတစ်တစ်လျောက်ပတ်၍သဟာဇာတာဖြစ်သောအခြေအနေတစ်ခုသို့ကာလတစ်ခုတွင် ရောက်ရှိလာရမည်ဖြစ်သည်။ ။ဤအရာသည်ကျွန်တော်အလွန်တရာမှသဘောကျနှစ်သက်သော အတွေးခေါ်ဖြစ်ပြီးအတိတ်ကာလအချို့တွင်လည်းဤသို့ဤလိုသဘောတရားမျိုးကို မျက်ကွယ်ပြုမိခဲ့သည်ကညာဤသို့သောလက်ရှိအခြေအနေနှင့်အချိန်ခါတွင်တော့ကျွန်တော်လက်ခံရပါလိမ့်မည်။ဒါသည်လက်ရှိကျွန်တော်ကြုံတွေ့ရင်ဆိုင်နေရသည့်ဒန်းတူတိုးတက်ခြင်းဒန်းတူဆုပ်ယွခြင်းအခြေအနေမျိုးပင်မဟုတ်ပါလားလူသည်အထူးသဖြင့် ခစ်ပြန်စင်ကောမှုများပေါ်တွင် အမဲမြက်တီရှိတတိရှိနေသူတို့သည်မိမိအတွေ့အော်ရေးကြလာမှုအရာတိုးဒီမဟုတ်နှလုံးကြီးတိုးတက်လာမှုအရာတစ်ချိန်ချိန်၌မိမိကိုမိမိပြန်လဲစမ်းစစ်လာကြလိမ့်မည်ဖြစ်သည်ငါဘာတူလဲငါစိတ်တော်ကဘလို့ရှိလဲဘာကိုနှစ်သက်လဲဘလို့ဇယိုင်မျိုးရှိသူတို့ကိုသဘောကြလဲငါဝတနာရောဘာလဲငါအာတရေရရောဘာလဲ အားနေကြကရောဘာတွေရှိသလဲစသဖြင့်ချင်းမျောစဉ်းစားလာတဲ့လေးရှိ၏ခိပြိုင်တို့ဤစိန်ကောင်မှုအပေါ်တွင်လိုက်ပါရှင်သန်ကြမည်လူတကျောအတွက်တော့အထိုးအရာတွေထဲမှမိမိနဲ့တက်လျော်ရာကိုသာတုံ့နှုတ်အသုံးပြုသွားကြပြီဖြစ်သည်လူတကျောမှာတော့ထိုနေရာမှာပင်ရက်တန့်သွားကြလေးရှိ၏လူအချို့မှာမူထိုစဉ်စားဆင်ခြင်သော အခြေအနေတို့ပင်မရောက်လိုက် ကျွန်တော်ဘွားဤကာလတစ်ခုတွင် တိုးတက်ခြင်းဆိုင်ရာအစိပ်ပိုင်းများအားလုံးရပ်တန့်သွားသည့်အချိန်တစ်ချိန်ရှိခဲ့ဖို့ဤအချိန်နှင့်လာသောကာရစီသည်မိမိဤတတိမမူမိခြင်းအပြစ်ကြောင့်အခြားကာတစီဤဝင်တိုက်ခြင်းကိုခံလန်းရသလိုမျိုးတလိမ့်လိမ့်စည်းစင်းလာသောရေအလျင်သည်ကြောက်ဆိုင်ကြောက်သားတို့ဤကာစီမှုကြောင့်တန်းချောင်းလွဲသွားသလိုမျိုးသို့မဟုတ်ရပ်တန့်သွားသလိုမျိုး ဇနစ်တကျဖွင့်ပေးလိုက်တော့တကားပေါက်တို့လွမြောက်ပြည့်အထင်းနဲ့တိုးဝင်မိကမှာဆယ်တာတမန်လွတ်ရောက်သွားသလိုမျိုးကျွန်တော်ရဲ့တိုးတက်မှုများသည့်တစုံတူအကြောင်းကာလအပိုင်းကြားတစ်ခုထိရပ်တန့်သွားခဲ့ရဖူး၏တိုးတော်ထိုရပ်တန့်မှုသည်ကျွန်တော်ကိုအကျိုးမယုတ်စေခဲ့ ကျွန်တော်ကိုယ်တိုင်မသိမမြင်သောကျွန်တော်ဤဇယိုက်လက္ခဏာတစ်ခုကို ထိုကာလမှာ ကျွန်တော်ကိုယ်တိုင်ပင် ရှင်းရှင်းကြီးမြင်ခွင်ရလိုက်ခြင်းဖြစ်သည် အမှန်တော့ကျွန်တော်သည် ကလဲစားရှိခြင်းကလဲစားချေခြင်းကို အလွန်တရာမှ နှစ်ထောင်အားရာသဘောတွေ့သောလူတူဖြစ်ပါ၏ကျွန်တော်ဤထိုဘုံကွယ်နေသောဇယိုက်တပဝါကို အလင်းဖွင့်ပေးသွားသူမှာမိန်းကလေးတဦးဖြစ်ပြီးကျွန်တော်နှင့်ရီစားတော်ခဲ့ဘူးသူလည်းဖြစ်သည် အချိန်ကာလတစ်ခုတွင် သူမနှင့်ကျွန်တော်ချစ်သူတွေဖြစ်ခဲ့ကြ၏ချစ်သူဖြစ်ဖြစ်ချင်းသူမကျွန်တော်ကိုစပြောလာတော်စကားကငင်းကိုချစ်သလိုမျိုးဂျူလီယက်ကိုလည်းချစ်ရမယ်နော်တဲ့ကျွန်တော်အဖြေပြန်ပေးလိုက်မိသည်ကအင်းမဒါပေမဲ့ချစ်သူတွေဖြစ်ဖြစ်ချင်းပထမဆုံးပြောရလောက်တဲ့စကားမျိုးဒီဂျူလီယက်ကသူမဘဝတဲ့အရေးပါမှန်ကျွန်တော်အချိန်တော်တော်နောက်ကျမှတီးခဲရပါသည်တို့ရရသည်ကျွန်တော်အားနိုင်ချက်ဖြစ်ပါ၏ လွယ်လွယ်ကတိပေးခြင်းကိုကျွန်တော်နဲ့ပတ်သက်ဆက်နွယ်ပူသောရှေးပြည့်ဟောဆရာတိုင်းကတားမြစ်ထားပူပါသည်။သို့သောထိုတားမြစ်ချက်ကိုကျွန်တော်ဘယ်တုန်းကမှမလိုက်နာနိုင်ခဲ့။အထူးသဖြင့်ယခုလိုအခြေအနေမျိုးပေါ့။မင်းကလေးတအူးနဲ့ရီစားဖြစ်လူဆက်ဆဲအခြေခါမျိုးတွေမှမှအဘဲသဘောတရားမျိုးနဲ့မှသူမဆန္ဒကိုကျွန်တော်ရင်းဆန်နိုင်ပြီ။အင်းမော့ သူမရဲ့ဂျူလီယက်ဆိုတဲ့ခွေးမလေးကိုကျွန်တော်ချစ်ပေးရမှာပေါ့သူမရဲ့နန္ဒမိတ်တွင်တို့ကျွန်တော်နဲ့မိသားစုများနောက်ကျမှရောက်လာခြင်းဖြစ်တဲ့အတွက်ဂျူလီယက်နဲ့သူမအကြောင်းကိုတေချာမသိခဲ့ရတရားတဲ့အချိန်တွင်ကျွန်တော်ချစ်လာသောဆိုကြီးမှာအနိုင်ကျင့်ခံရလေပြီး ဆိုဒီဆိုကြီးဆိုဒီမှာကျွန်တော်ရဲ့ချက်တော်အမွှေးပွားခွေကြီးတကောင်ဖြစ်ပါသည် အသက်မှာ9နှစ်ကျော်6နှစ်အတွင်းရှိနေပြီဖြစ်ပြီးအမွှေးတောင်များမှာဆော့ဆော့ဖြူမနေပဲဆင်ဆွဲရောင်တွင် အနီဘက်တန်းသော အမွှေးပွားပွားကြီးများဖြင့်တော်တော်မှ ချက်ဖို့ကောင်းသောခွေကြီးဖြစ်သည်အလွန်တရာမှအေးဆေးသောရံမလိုသောစကားနားထောင်သောသက်စာရှိသော ခွေကြီးပြက်က အလွန်တရာမှလည်းတိခံတတ်ပါ၏ သူသည်အမေမေအသက်ကိုပင်ကဲခဲပူလေသည်တခါကသမင်းစာရဲနှင့်မေမေသွေးတက်ကမူလဲသွားခဲ့ပူသည်ဘာဟုကျွန်တော်မသိအပေါ်ထက်အိမ်ခန်းထဲမှာ စာဖတ်နေသောကျွန်တော်ကိုစိုးကြီးကဥရဖာရလာခေါ်သည်ပိတ်ထားသောတံခါးကိုကို လုံးပြစ်ဆောင်သည်အပြင်မှာအတန်းကျဲကြီးပေးကထိုးဟောင်းသည်ကြပြားကြရတံခါးပွင့်ကြည့်တော့ကျွန်တော်ဘောင်းဘီကိုပါဇက်နဲ့ကြိုက်ကလှေကားသို့အတင်းဆွဲခေါ်သွားပါ၏ လိုက်သွားကြည့်တော့အန်ထားသောအစာဟောင်းများနှင့်အလဲမှခွေခွေလေးလဲနေသောအမေမေကိုတွေ့ရသည်တို့အကာမပင် အချိန်မီစေကံပို့လိုက်နိုင်ပါ၏တို့နေမှစာရေးစိုးကြည့်သည် ကျွန်တော်တို့နေအိမ်ဤအခွင့်တိုးကံပုံကိုဖြစ်သွားခဲ့သည်မိမေသည်စိုးကြည့်အားတိတ်ချက်ပါ၏ကိုယ်တိုင်စာကြွေးကိုယ်တိုင်ရေချိုးပေးကိုယ်တိုင်အမွှေးတုပ်ပေးကိုယ်တိုင်အင်းကြီးချုပ်ပေးနှင့်ဖြင့်ကျွန်တော်နှင့်တန်းတူတစ်ခါတည်းဟန်ကျွန်တော်ထက်ပင် ခွတ်ကြော်လွန်၍အခွင့်ရေးပေးခံခဲ့ရသည် မိမိရဲ့လိုလိုက်သလောက်ဆိုကြီးကကျွန်တော်ကိုပို့၍တန်ရောစဉ်တွေ့သည်ကျွန်တော်ခန်းထဲမှာပင်ကဒင်းတက်တက်ဖြစ်အိပ်သည်မနက်ပိုင်းကျွန်တော်မလို့မခြင်းလဲအခန်းထဲမှာမထွက်တတ်ကဒင်းချီနိုင်သာကျွန်တော်နိုးတီတီငြင်းငြင်းလေးထိုင်ဆောင်နေတတ်သည်ကျွန်တော်နိုးမှသာနှစ်ယောက်သာအခန်းပင်ပင်ထွက်သည် ကျွန်တော်ရေချိုးနေချိန်တွင်မေမေတီစိုးကြီးကိုတန်ရှင်းလုပ်ပေးသည်မနှက်စာကိုကျွန်တော်အတွက်ဇပွဲပေါ်မှာပြင်ပေးထားပြီးစိုးကြီးကိုတော့မေမေကိုယ်တိုင်ပင်အနားတွင်ထိုင်ကအရေးတကြီးကြီးဖြင့်ကျွေးမွေးသည်ပြီးရင်ကျွန်တော်နဲ့ဓာခဲရမှာစိတ်မချ၍ကားပေါ်တင်က စားစရာတွေအပြည့်ထည့်ပြီး ရုံးခေါ်သွားတော့၏ဟုတ်၏စိုးကြီးသည်ကျွန်တော်တို့အိမ်သားပဲမဟုတ်အခွင့်ဒုကန်ပုဂ္ဂိုလ်တူဖြစ်ပါသည် ယခုတော့ကျွန်တော်ဘွားတင်စိုးကြီးအပြင်ဂျူလီယက်ဆိုသည့်ခွေးမလေးတစ်ကောင်ထပ်ရောက်လာခဲ့ရပြီအမှန်တော့ဒီကိစ္စကိုကျွန်တော်သဘောမကျဘူးသမီးရီစာနှစ်ဦးတွဲဆောင်ဖို့တဲ့ထိုသမီးရီစာနှစ်ဦးတွဲဖို့သာဖြစ်ပြီး အခြားအရာများအတွက်အလေးပေးရင်မဟုတ်တို့တို့အလေးပေးလိုက်ခြင်းဖြင့်ချက်သူချက်သူနှစ်ဦးတွဲဆောင်ကြရန်ရည်ရွယ်ချက်သည်အလုံးစုံအထောက်အမြောက်ဟုကျွန်တော်ယူဆသည် ကျွန်တော်တကူရေယူစားချက်အရရေရကျက်တစ်ခုဖြင့်စတင်လာသောထီလန်သည်ဒိုရေကျက်ပြီးဆုံးသည့်တိဖြောက်လန်းသွားဖို့တောင်းဝန်ရှိသည်ပြီးဆုံးသွားမှသာနောက်ရေကျက်တဲ့ခြေလန်းသစ္စာချင်းစာ နောက်တက်စိန်ခေါ်မှုကိုရှာခြင်းရတော်တော်မဟုတ်ပဲပန်းနိုင်မြောက်ခင်ရလိုက်တာမျိုးတခြားလန်ခွေသွားတာမျိုးအဲ့လိုမဟုတ်လျင်တော့မတိနာမလဲတစုံတရာကြောင့်မိမိမူလရည်ရချက်အားအနောက်ရှက်ပေးတာမျိုးကိုကျွန်တော်တကယ်ပဲအလိုမရှိဘူး ယခုတော့ထို့သောမဟုတ်ပါပဲမယ်မင်းကြီးမှယဉ်ငိမ့်သူကသွားလေရာရာကို သူမ၏ကိုယ်ဂျူလီယက်ကိုကော့ခေါ်လာခြင်းပင်ဖြစ်သည်တချို့ကော်ဖီဆိုင်စားတောက်ဆိုင်ဘားတို့အတွက်ကိစ္စမရှိတော့လဲတချို့ဆိုင်ပိုင်ရှင်နဲ့မန်နေဂျာတို့မှမကြိုက်သူတို့ဒီလေသူတို့ကြီးရဲ့အကြမ်းအအချားတို့တွေးဖွဲသွားခြင်းမျိုးကိုနှိမ့်ညို့လိမ့်မည်မဟုတ်အလွန်တရာမွေးပြလက်ဆက်သောကော်ဖီဆိုင်ရန်နံကိုခံစားရင်းကော်ဖီကိုတန်ငုံခြင်းရတာခံရင်းတောက်ရင်း ်ချက်တူဝီလက်ကလေးကိုဆုပ်ကိုင်းရင်းနူးညံ့အိဆက်တော်ပါကလေးကိုဆွဲရင်းជីနူးပျော်ရွှင်ជីနူးစရာစကားတို့ကိုတေးဖွဲ့ပြောဆိုနေရမည်အစားကျွန်တော်မှာ ခွေးလိုက်ထိန်နေရ၏ဂျီယိုဂျူလီယက်ဆိုသူကထိုင်နေရင်းနဲ့ဆိုင်ပြင်ပြေးထွက်သွားတာမျိုးဇဘဝိုင်းများအောင်ပြေးဝင်တာမျိုးတခြားစားသုံးသူတို့ဤခြေထောက်ဖက်အဝတ်အစားများကိုလိုက်နှမ်းတာမျိုး သူ့ကိုအနှဲငယ်မျက်နှာသာပိတ်လိုက်တာနဲ့နေရာမရှောင်ပေါက်ပေါက်ခုန်တက်လာတာမျိုးအနှဲငယ်မှန်မဲလျင်ထိုးထိုးဟောင်တာမျိုးထိမ့်မနိုင်သိမ့်မရှိကျိုးနှင့်ချီထားလင်ကြပြကဘာပြက်သလိုကျမ်းမော်လူလိမ့်ပြီးအော်နီးပေါင်းစုံဖြင့်အော်နေတာမျိုးတနာသည်ဖြင့်လှုပ်ပေးလိုက်ပါကကြိုတန်လန်းဖြင့်တဆိုင်လုံးပတ်ပြီးခုံငှိကြိုးပတ်မိပြီးခုံပေါ်မှပစ္စည်းတွေကွဲခုံတွေလဲအဲ့လောက်ထိကိုဒုက္ခပေးလို့နဲ့ခွေးပါဒါနဲ့မပြီးသေးပါဘူးနော် ကျွန်တော်မှလည်းခွေးရှိချောင်းတိလီတော့သူမခွေးအဖော်ရရန်ခေါ်လာဖို့ဒေါ်ရင်ငိမ့်သူကတောင်းဆိုလာပြန်ပါသည်အဲ့လိုတော့ဖြစ်မှာမတင်ဘူးငိမ့်ရဘလို့လဲမိမိကစိုးကြီးအပြင်ပေးမလို့ဘူးဘာရဲ့စိုးကြီးဟုတ်လားပါဇက်ကိုလက်အုပ်ပြီးတခွိခွိရေပါ၏ကျွန်တော်သဘောပေါက်ပါသည်စိုးကြီးဟူသောနာမည်ကိုတုံးတီဆိုပြီးပြည့်ရဲ့ပြူနေတာပါကျွန်တော်လိုက်မရဲပဲခက်တိတ်တီနေလိုက်တော့မှကိုရှိန်တက်ပြီးအဲ့လိုဆိုလဲငိမ့်တို့ ညနေပဲလမ်းလျှောက်သွားတကြအောင်လေအိမ်ရတဲ့ကမိလန်းမာရေတိုင်တက်တက်လျှောက်သွားရင်ဟိုဘက်မှာခြံလွတ်တွေရှိရဲ့အဲ့ဘက်မှာခွေးလေးတွေခေါ်ပြီးလမ်းလျှောက်ကြတာပေါ့ဘလို့လဲကျွန်တော်ပြန်မဖြေရဲ့အမှန်ကစိုးကြီးကိုကြိုးလီဆွဲပြီးခွန်ထွက်လာခြင်းသည်ဘာမှမခက်ခဲသောအလုံးမဟုတ်သို့တော့ကျွန်တော်မခေါ်ခြင်းအကြောင်းကဂျူလီရဲ့အကြောင်းကိုကျွန်တော်ကောင်းကောင်းသိနေသည်လေဒီလောက်ဆောင်စွာတေးလံပုံစံမျိုးနဲ့စိုးကြီးရဲ့အေးဆေးပုံမျိုးနဲ့ဘလို့မှမလွယ် ိမ်ရာထဲပဲလမ်းလျှောက်မဲ့ဟာကိုမေမေခွဲပြူမှာပါ။ဘာလဲ။ငိမ့်လိုက်ပြောပြရမလား။အဲ့လောက်တော့မလို့သေး။တတော်ကြာစိုးကြီးခေါ်လာဖို့ရေးကြီးကျယ်လွန်သည်။သူမကွင်းနဲ့ပေးမတွေ့ခြင်းသည်ဆိုတာမျိုးပြက်လာနိုင်သည်လေ။ထို့ကြောင့်ရပါရဲ့ကိုခေါ်လာခဲ့ပါမယ်။ဂျူလီယက်ကိုကြည့်မရခြင်းနဲ့နောက်တဆင့်တော့ကုပြောင်းသွားခြင်းသည်ထိုနေ့မှပင် အစာပြုတ်ခဲ့ပါ၏ ဆိုကြည်သည်အတုံးကိုမှလူကြီးလူကောင်ပြီးသားသူတို့ဖြစ်ပါ၏ဂျူလီယာအားယခုမှပင် တွေ့ရတော့လဲတကယ်ငွေပေါင်းဆွေတူလို့ကိုလေးရုပ်ကအမိလေးကိုလှုပ်ကတခင်ဖြစ်သူကိုထိတွေ့ပေါ်တတ်ကယင်းနီအောင်ကြိုးစားပါ၏ဂျူလီယာမှာတော့ထိုးသုံးမဟုတ်ဘဝဆက်ဆက်တိုက်ခိုက်ခြင်းပင်ပါရမီဖြစ်လာသည့်ရံဘတ်တူလို့တွေ့သည်နှင့်ရံထောင်မှန်မဲပါတော့၏ အမှန်ဆိုထိုကိစ္စနဲ့ပတ်သက်၍တခင်ဖြစ်သူကနှုတ်ဤဆောင်မခြင်းဖြင့်၎င်းအပြုတ်မှုဖြင့်၎င်းထိန်ချောင်းပေးတင်သည်ဟုကျွန်တော်ယူဆမိသည်။သို့တော်ယခုမှထိုသို့မဟုတ်စိုးကြီးရကက်ကက်လန်ရန်တွေ့နေခြင်းပေါ်နှစ်တောင်းအားရနေသလိုမျိုးသူမခွေးမှပဲမတူမတန်၍မပတ်သက်ခြင်း၏အကမကန်ဟောင်းတန်ပေးနေခြင်းဖြစ်ကြောင်းသဘောပိုက်ပြီးဂုံယူနေသလိုမျိုးသဘောတကျရယ်နေပါ၏။ပြီးတော့ထိုကိစ္စသည်ထိုများနဲ့မပြီးသွား။ ဂျူလီယာ၏ဟောင်းတန်သည့်အနည်းရှိလမ်းဘေးခွင်းများကိုလှုံနှိုးလိုက်သလိုဖြစ်ပြီးသူတို့အချင်းချင်းချိတ်ဆက်၍တန်ပေါင်းစုကကျွန်တော်တို့အနီးချီတက်လာပါတော့သည်တို့ကားတွင်လဲဆိုကြည့်သည်သူရောက်ကောင်းဆန်လုံးနေသူတူဖြစ်နေပြန်ပါ၏ယခုမှပင် တွေ့မြင်ဖူးသူဖြစ်လင်ကစားမိမိရဲ့ပေါ်မနှိမ့်မြို့သူတူဖြစ်လင်ကစားမိမိအင်အားကြီးမှုအထစ် အထီးဖြစ်မှုတို့အရာအလေလွင့်တို့ရံမှာကာစီပေးရန်စူးစမ်းပါ၏ဂျူလီယာရံမှာ ဂျူလီယက်ရှိမာတျက်ကထွက်ပေါ်လာသောတပ်ပေါင်းစုကိုမျက်နှာမူလျက်ခွာကိုရှက်၍တော်၎င်းအတန်ပေး၍တော်၎င်းရန်ကိုကာစီပေးဖို့ကြိုးစားသည်ဂျူလီယက်ဘာလို့ဒီထင်ပါသနည်းအင်အားများသောတစ်ဖက်အတန်းဝိုင်းသို့ကူးပြောင်းကာတကောင်ထဲကြံခဲ့သောကျွန်တော်ဆိုကြီးအားဥဆောင်ရမ်းမှုပါတော့ဤကျွန်တော်မနေနိုင်တော့အချင်းနေရနီးဆက်ရခဲတလုံးကို ကောက်ပြီးခွေးအုပ်တွင်လှမ်းထူလိုက်သည် နဘေးရှယ်သားတို့ကအဆိုကြီးရအနှင်းမြန်ပြေးပွေလိုက်ရသည်ဒါဟုတ်ပဲမမင်းကြီးမကမကိုက်ခဲလိုက်ရသည်ကိုစိတ်တိုင်းမကြသလိုမျိုးပင်ကျွန်တော်ကိုပတ်ပြီးဒေါသတကြီးထိုးဟောင်ပါ၏သူကတော့ဥဆောင်ဟောင်တော့လမ်းမေးခွေဥကကျွန်တော်နာဝိုင်းလာသည်ကျွန်တော်ဗာတက်နိုင်တော့မည်နီအချိန်နေရဟန်ပြသဘောမျိုးဂျူလီယက်အားခြေတော်မြောက်၍ကန်ရံရွယ်လိုက်သည်ထိုခါမှာတော့ကိုဒါဘာလုပ်လိုက်တာလဲဟင်ဘာလုပ်လိုက်လို့လဲ အလန်တရာထောက်အွန်လိုင်းသည်ရင်ငိမ့်သူအော်တန်းကြောင့်ကျွန်တော်မှာကြောင်အားကသွားရ၏စိုးကြီးကိုပိုက်တားလျက်မှာ မျက်လုံးအကြောင်သားဖြင့်ကျွန်တော်မှာဘာလို့ရမှန်းမသိအလန်တရာထောက်အော်လိုက်သည်ရင်ငိမ့်သူအော်တန်းကြောင့်ကျွန်တော်မှာကြောင်အားကသွားရ၏စိုးကြီးကိုပိုက်ထားကမှမျက်လုံးအကြောင်သားဖြင့်ကျွန်တော်မှာဘာလို့ရမှန်းမသိဘာလို့ဂျူလီယက်ကိုခြေထောက်နှုတ်ရေလိုက်တာလဲ NLDG ကိုဖြစ်သွားရတာပါအခြေအနေအားလုံးကိုမြင်နေပါလေရဲ့ဒီပုံစံနဲ့မဖြေရှင်းလို့ဘယ်လိုပုံစံဖြေရှင်းရမည်နည်းကျွန်တော်မှာယောက်ျားကြီးတမ်းမဲ့ခွေးကြီးပိုက်ပြီးတော့ထွက်ပြေးနေရမှာလားတိုင်းမဲ့ချစ်သူမင်းလေးဆိုတဲ့အဒီကြောင့်စိတ်ကိုလျှော်ရင်အဲ့ဒါတကယ်ကံဖို့ရည်ရတာမဟုတ်ပါဘူးငင်းရဲ့တခြားခွေးတွေပါမလာအောင်ဟန့်လိုက်တဲ့သဘောပါအဲ့လိုဆိုလဲတခြားခွေးကိုလှုပ်လေဘာလို့ငင်းခွေးကိုရွေးလို့ရတာလဲငင်းရဲ့အခြေအနေအားလုံးငင်းမြင်နေတာပဲ ငင်းခွေးကဟန်ဆောင်ပြီးဟောင်းနေလို့ဟန့်လိုက်တာတခြားဘာရည်ရဲချမ်းမမပါဘူးတကယ်ကံဖို့လည်းမဟုတ်ဘူးသူ့ခွေးကြပိုက်ထားပြီးသူ့များခွေးကိုကြအဲ့လိုလှုပ်တာကောင်းလားလာလာဂျူလီယက်မမပွေထားမယ်မမရှိရဘာမှမကြောက်နဲ့ပြောပြောဆိုဆိုမမင်းကြီးမကသူ့မခွေးကိုကောက်ပွေပါဤလဲရောက်သွားမှာပဲဂျူလီယက်ဆိုသည့်အော်စကာတန်းဝင်မင်းသမီးကအကြီးကျယ်ထိတ်လန့်နေသောအိုင်တင်ဖြင့်မျက်လုံးလေးကလေကလေလောက်ကတကိန်ကေအော်နေပြန်ပါသည် ဒီမှာတွေ့လားကလေးလေးအယမ်းလန့်သွားပြီဂျူလီယက်ကို6000နဲ့ရွယ်ဖို့မပြောနဲ့စကားတော်လေးတန်ပါမှာနဲ့ငိမ့်တော့ပြောတာမဟုတ်ဘူးဒါမင်းသားတွေဆိုပြီးတော့တတ်တတ်နိုင်ကြတာဖះကြီးကျွန်တော်အကြီးကျယ်ကိုထိတ်လန့်သွားမိတာပါရင်ငိမ့်သူမှာဂျူလီယက်တခင်ပီတာလှပိချေရဲ့ငိမ့်ရဲ့တည်တည်ကြကြလဲစဉ်းစားပါအောင်ငိမ့်ပြောသလိုအနိုင်ကျင့်အောင် ရောက်ကလေးကငိမ့်ခွေးကပဲစိုးကြီးကိုဟောက်တာဟောက်တာဟဲရမ်းမှုနေတာလေဩ ဒါကတော့မိမသားအနေနဲ့ကိုကိုကိုတော့ကာကွယ်ရမှာပေါ့အဲ့လောက်မှမခံနိုင်ရင်လည်းလာမပတ်တတ်နဲ့လေမပြောလိုက်ခြင်းပေါ့ဒီကအသွေးမွေးကိုမြင်ကလေးကခင်ကျင်လို့လို့ငန်းငန်းတက်နေတာမသိရင်ခတ်မယ်ဟေးစိုးကြီးကဟုတ်တယ်ခွေးကင်းရဲ့ရေတံမတွေအောင်ကျွန်တော်မနေထိန်လိုက်ရပါ၏အမီလေးနှမ်းလိုက်ဇက်လေးပူလိုက်သခင်ပြည့်သူအနာလာပြီးဟိုပေါ်ဒီပေါ်လှုပ်လိုက်ဒီခွေးကိုခွေးကိုလည်းတေချောင်းပြန်ကြည့်အောင်တိတ်လေအကောင်းကြိုက်မနေနဲ့ ျွန်တော်မှာရေရခက်ငိုရခက်ခြေဆောင်ထက်သွားသောသူမနောက်ကျောင်းကိုကြည့်ပြီးတပ်ပင်းရှိကြီးချမိလိုက်သည်ငါတကယ်ရှာပွေနေခြင်းသည်ခက်ပြိုင်တိုးတက်မှုရောဟုတ်ပါရဲ့လားမသိနားဆင်ပေးခဲ့ကြတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ပိုင်းကိုလည်းဆက်လက်စောင့်မျှော်ပေးခဲ့ကြပါအောင်ဗျာ